ခုကနေ့ခေတ်ကဘာကြီးကပူနွေးတယ်ပူနွေးတယ်နဲ့ပြောနေကြသိပ္ပံဆရာတွေကတော့အိုဆုံးလွာကြီးပါလို့ကိုပေါက်လို့ဒါဖြင့်အိုဆုံးလွာဘာကြောင့်ပါတာဘာကြောင့်ပေါက်တာတော့လို့ဆိုတဲ့အကြောင်းကိုရှာကြည့်မယ်ဆိုလို့ရှိရင်တရားရည်ရဲ့ပြမှုနေတဲ့နေ့စဉ်နဲ့အမျှလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ လောဘမီးဒေါသမီးတွေပြင်းထန်လာတယ်လို့သူပြောတိတ်ဘောအာဃာတောပစ္စုပ္ပတိတောကဘာကြီးမှကြည့်ပြင်းထန်တဲ့ရံညိုးတွေအသေးတွေဒေါသတွေလွန်များလာအဲ့ဒီပြင်းထန်တဲ့ရံညိုးအသေးတွေကြောင့်ကဘာကြီးရဲ့ရာသီဥရုတွေ changes ဖြစ်သွားတယ်ရာသီဥရုတွေ changes ဖြစ်သွားတယ် ြောင်းလဲသွားတဲ့နေရာမှာတိဏ္ဏနေစိုက်ပြောတယ်။အေးလူတွေကတော့အပေါ်ရံမို့ဖာတလိုက်စားရည်နဲ့စိုက်တာပေါ့။အေးလောဘကြောင့်ရှိတင်နာတဲ့ပူရတဲ့နာတဲ့ပူခြင်းသည့်အတွက်ကြောင့်ဤပညာတွေမျိုးမျိုးသုံးချတိဏ္ဏနေမကြည့်ကြည့်အောင်လို့အဲ့ဒီလိုလုံလို့စီးပွားဖြစ်ပါပြီတဲ့ စားလိုက်တဲ့အစာအာဟာရတွေမှာတိနံနေတယ်မှာတဘာဝအစီဩဇာတွေကရုပ်လျော့စားလိုက်တဲ့အစာအာဟာရတွေကလူတွေကိုအထောက်ပံ့မဖြစ်တော့စားပြီးယောဂါတွေဖြစ်လာကြလူတွေလှုပ်တာနော်အဲကြတော့မှ organic organic နဲ့တခါပြန်ဝင်လာတာလူတွေလှုပ်တဲ့ဒုက္ခဟာလူတွေပဲခံနေကြတာ လောကကြီးတစ်ခုလုံးမှာအခြေအနေရအဲ့ဒီတိုင်းဒါကြောင့်မို့ဆက်ဆက်မှုလူတွေရဲ့လောဘကြောင့်တိဏ္ဏနေပျက်စီးသွားတယ်ဟောမုံတော့မသိဘူးပြောတတ်ကြာပန်းဒီသေးသေးလေးတွေခုပြီးတော့ခုတော့ကတော့လက်သီးဆုံးတော့အသေးလက်သီးဆုံးတဲ့သေးတဲ့အသေးလေးတွေဆေးပြန်းပြီးအုပ်လိုက်လို့ရှိရင်အပွားကြီးတွေဖြစ်သွားတယ် လူတောင်မှအဲ့လိုအခုအထွားကြီးတွေဖြစ်နေကျက်လည်းအဲ့လိုထွားအောင်လို့ပဲဗာကျက်တဲ့စီဗီကျက်ဆိုတာစီဗီကျက်မကောင်းမှန်းသိတဲ့အခါအိမ်ကျက်တွေဒုက္ခပေးလာတယ်နော်ဟိုဖြစ်ပြည့်ပြည့်နေပုံလေးကိုပြောပြတာပါလူတွေမှာဒါမျိုးဖြစ်တယ်ယောဂဝေဒနာတွေဘယ်ကလာတော့လို့မေးလို့ရှိရင်လောဘကြီးလို့ လှုပ်ထားတဲ့အစာအာဟာရတွေစားခြင်းကနေပြီးလူတွေရဲ့တဏ္ဍာမှာယောဂဝေဒနာတွေညားလာတာစားလိုက်တဲ့အစာအာဟာရတွေဟာလူတွေကတော့ဗိုက်ပြည့်ပြီးတော့တယ်လို့အောင်းမိတာဘယ်ဟုတ်မလဲဒီအစာအာဟာရတွေထဲမှာပါတဲ့ကီမီကယ်တွေကလူရဲ့ခန္ဓာကိုယ်မှာအသည်ကိုဖြတ်တယ်ကြောက်ကပ်ကိုဖြတ်တယ် အေးအဲ့ဒီအညစ်အကြေးတွေအစိတ်တောက်တွေတောက်ဆင်းနေအဲ့ဒါတွေကိုအသေးကမထုတ်ပြစ်နိုင်ဘူးဘုံတော့မိုးကြီးဖြစ်လာတဲ့ကြောက်ကကမထုတ်နိုင်ဘူးဆိုတော့အသေးယောဂါနဲ့ကြောက်ကံယောဂါနဲ့ဒီလိုဖြစ်လာတယ်ဘုံကြီးတွေဝတ်တဲ့သင်္ကန်းတောင်မှပဲအယောင်လှခြင်းတော့ကမိကဓာတုဗေဒစေစိုးတွေစိုး ဆိုတဲ့အခါကျတော့ဒီသင်္ကန်းဝတ်ရတဲ့ကိုတော်တွေမတိမတာတိတိတာတာပေါ့သင်္ကန်းတွေကနေပြီးတော့ကျွတ်ပြီးအရေးအရေးကနေအသားအသားနေတွေးတဲ့ရောက်တွေးတဲ့ရောက်ပြီးတော့ဘယ်ထိအောင်သွားတော့ဆိုအသေးထိရောက်သင်္ကန်းဆိုးဆီးတွေကဒုက္ခပေးတာအဲ့ဒီထိအောင်ရောက်တယ်လို့ဆရာဝန်တို့ကဒီလိုပြောနော်အဲ့တော့ အစင်းလေးလှဖို့ရအတွက်လောဘကိုအခြေခံပြီးတော့လှုပ်လိုက်တယ်လောဘကိုအခြေခံပြီးတော့လှုပ်တာတိဏ္ဏသူတဘာဝကိုကြည်အောင်လှုပ်တယ်မြ мян မဲ့အောင်လှုပ်တယ်ချာရှိခံအောင်လှုပ်တယ်စေးတွေနဲ့မျိုးစုံအဲ့ဒါဟာလောဘကိုအခြေခံပြီးတော့လှုပ်တာလောဘကိုအခြေခံလို့လောဘတွေကြီးလာသည့်အတွက်ကြောင့် အဲ့ဒီလောဘနဲ့ဖန်တီးလိုက်တဲ့အရာသည်စာသုံးသူလူတော်ဝါးတွေပေါ့ဝန်တုပ်ဝန်မိုးကြီးတွေဖြစ်လာနောက်ဆုံးကျတော့ဒုက္ခတွေရောက်ကြဒါဟုတ်မဟုတ်တော့ဆရာဝန်လေးနဲ့မေးပေါ့နော်ဟုတ်လားပြောပြောလားအဲ့ဒီဆက်ဆက်မှုမှုတွေလက်ဆက်ပြန်ဟောတဲ့ရားကြည့်မယ်ဆိုလို့ရှိရင်လေလောကကြီးဒီကုလုံးပြည့်စည်နေတာ ုက္ခရောက်တာလောဘရဲ့ဒေါသရဲ့မောဟရဲ့အခြေခံအားဒီသုံးခုကြောင့်ဖြစ်တယ်ဟုတ်ကဘာကြီးဖြစ်စီတာလဲလောဘဒေါသမောဟကြောင့်ဖြစ်စီတာလောဘကြီးလို့ရှိရင်ရေဖြစ်တယ်ဒေါသကြီးရင်မီးဖြစ်တယ်မောဟကြီးရင်လေဖြစ်တယ်လို့ဆိုတာဖြစ်အားစုကြီးသုံးခုကဘာကိုဖြစ်စီတာ အခုခေတ်မှာဒေါသကြီးတာဖြစ်သွားကြဘာဖြစ်ပြီးဖြစ်မှာပဲတနေ့တခြားဘက်ကြီးကပူလာပေါ့ဘယ်လိုဆိုလဲပေါ့ကဘာပူလာပူလာပူနွေးလာတဲ့အတွက်ယာတိဥရုတွေ changes ဖြစ်လာဖြစ်လာတဲ့မတည်ငြိမ်တဲ့ယာတိဥရုပေါ့စိုက်တိုက်ပြောတဲ့ဉာဏ်တွေဟာအစီတွေဩဇာတွေဆုတ်သွားဆုတ်သွားတဲ့အစီအောစာရှိတဲ့အာရကိုစားတဲ့လူတွေရဲ့တက်တန်းတွေလည်းဆုတ်လာတယ်လို့ဆိုတာ မြတ်စွာဘုရားဟောထားတဲ့အထဲမှာဒါအထင်ရှားရှိပါသေး။ကြောင်းကျိုးဆက်နွယ်မှုတွေရှိ။ဒါကြောင့်မို့လို့ရေကြီးဆုံးကဒေါဘကိုဒေါသကိုမောဟကိုဆိုတဲ့ဒီအကုသိုလ်တရားတွေချွတ်နေပြီးတော့အလောဘအရောဒအမောဟဆိုတဲ့ကုသိုလ်တရားတွေဖြစ်ပွားဖို့ကောင်းကျိုးချမ်းသာတွေရအောင်ကုသိုလ်တွေများများလုပ်နိုင်မှသာတဲ့သရှိချင်းစတဲ့ကျိုးကျေးဇူးတွေကိုရနိုင်တယ်